ကျက်ညာနေညာနဲ့ဘယ်လောက်ကြောင်မှမကောင်းလဲဆိုရင်စုစုပေါင်း15ချိန်ညောင်ဖြစ်သွားပါပြီထုတ်ဝေဒီအချိန်15ချိန်ညောင်ဖြစ်သွားပါပြီ Hello ကျွန်တော်ကတော့ကိုပြောပါဒီနေ့မှာတော့ကျွန်တော်အရန်ကြိုက်တဲ့စာအုပ်ဒါမှမဟုတ်ဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေဖတ်တဲ့စာအုပ်လေးတော့အကြောင်းကိုကျွန်တော် review ပြောပြမိမှာဖြစ်ပါတယ်ဒီစာအုပ်ကိုမကြောင် review လုပ်ပေးတာလဲဆိုတော့ကျွန်တော်အနေနဲ့ဒီစာအုပ်လေးကိုသဘောကျတယ်နောက်ပြီးတော့ဒီစာအုပ်ထဲမှာရေးသားထားတဲ့အချက်တွေကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ရဲ့အတွက်ဓမ္မနဲ့ပတ်သက်တဲ့အသိပညာဒါမှမဟုတ်ဓမ္မနဲ့ပတ်သက် တဲ့ဘုဒ္ဓတာတွေပေါ့အများကြီးအရှိတာမဟုတ်လို့ကျွန်တော်ကျန်နေမျှဝေပေးတဲ့သမုံမျိုး review လုပ်ပေးတာဖြစ်ပါတယ်။ဟုတ်ပြီ။အဆိုရင်ဆောက်အကြောင်းလေးကိုဆက်ပြောရအောင်။ဆောက်နာမည်ကတော့ပါမုံခါကျုံလေးဆက်1နှစ်3မောင်းချုံဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားထုတ်ဝေတဲ့သူကတော့လူအောင်ဝမ်းတွင်တက်ကြတီဟာဓမ္မစရိယာဖြစ်ပါတယ်ဒီစာအုပ်ကဘယ်လိုစာအုပ်အမျိုးစားလဲဆိုရင်ဓမ္မစာအုပ်လို့ပြောလို့ရှိရင်အမှန်ပါပဲဗျအားကြောင့်ဓမ္မစာအုပ်လည်းပြောရတာလည်းဆိုတော့ဒီစာအုပ်တွေမှာပါတဲ့အကြောင်းအရာတွေကပါမုခကျွန်းဆရာတော်ကြီးဒေါက်တာအရှင်နနမာလာပြီးဝန်သားဟောကြားခဲ့တဲ့ဟောတရားတွေထဲကမှတ်သားစရာလေးတွေကိုမှတ်စုတူလေးတွေအဖြစ်စုပေါင်းပြီးတော့မှအိဆောင်စာအုပ်အဖြစ်ထုတ်ဝေလာတာဖြစ်နေကြောင်းလို့တရားဓမ္မနဲ့ပတ်သက်တဲ့ဒါကြောင့် ဒီဆောင်လေးကိုဓမ္မဆောင်ကိုပြောလို့ရပါတယ်။ဒီဆောင်ရဲ့အဓိကတင်ပြခြင်းရဲ့အကြောင်းအရာကတော့ပမုက္ကလို့ဆရာတော်ကြီးဟောကြားထားတဲ့ဟောတရားတွေကအမှတ်သားစရာလေးတွေကိုတင်ပြထားတဲ့ဆောင်ပဲဖြစ်ပါတယ်။ဟောတရားတွေကလည်းအမှတ်သားစရာလေးတွေကိုထုံနှုတ်ပြီးတော့မှဆောင်အဖြစ်ပြန်လဲထုတ်ဝေထားတဲ့ဆောင်ပဲဖြစ်ပါတယ်။ဒီဆောင်ကဝတ္ထုဆောင်မဟုတ်တဲ့အကြောင်းလို့ဇန်ကောင်စရိုက်ကတော့မပါပါဘူး။ဒီဆောင်ကိုကျွန်တော်ရဲ့ကိုပိုင်ရှုမြင်သုံးသပ်ချက်ကိုပြောရလို့ရှိရင်ဆရာတော်ကြီးရဲ့ဟောတရားတွေ တွေကိုအချိန်ပေးပြီးတော့မနာနိုင်တဲ့သူတွေအတွက်ဒါမှမဟုတ်တရားလူတွေကလည်းမှတ်သားစရာရအချိန်နဲ့သူတွေအတွက်တူတူနဲ့လူရင်းကိုရောက်အောင်ထုတ်ဝေပေးတာလည်းဆောက်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်သုံးသပ်ပါတယ်ဒီစာအုပ်ရဲ့အားနာချက်ကိုပြောရလို့ရှိရင်စာအုပ်ကတီးနဲ့တီးတယ်တီးပြီးတော့မှကျွန်တော်တို့ဘယ်တော့တော့အိတ်ဆောင်ပြေတည်သွားလို့ရတယ်အိတ်ဆောင်ရွယ်စားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာအုပ်ကခုရဲ့အိတ်ထဲမှာအမြဲတမ်းဆောင်သွားလို့ရတဲ့အနေအထားဖြစ်ပါတယ်စာအုပ်ရဲ့ရွယ်စားကလည်းကျွန်တော်တို့မိုဘိုင်းဖုန်းရဲ့ စားတော့ပဲရှိတဲ့အတွက်ကြောင့်မလို့ဘာပဲပြောပြောဖိတ်ထင်မှထိတာရင်တော့မဆောက်ဘာလို့ပါမှမသိဘူးကြိုက်တဲ့နေရာမှာထုတ်ပြီးတော့မှဖတ်လို့ရပါတယ်ဒါကဆောက်ပဲအားသာချက်ဖြစ်ပါတယ်အားနည်းချက်ကတော့ဆာရွက်သားကိုကောင်းမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်ကတော့အဆင်မပြေနိုင်ဘူးဂျန်နာအနေနဲ့တော့အားနည်းချက်ပြောပါဆိုရင်အားနည်းချက်ကတော့ကျွန်တော်အနေနဲ့ပြောရရအားနည်းချက်မရှိပါဘူးဆောက်ထင်းကနေဘာလို့တည်ယူရရှိနိုင်တယ်လဲဆိုတော့ဒီဆောက်ကဓမ္မနဲ့ပတ်သက်တဲ့ဆောက်ဖြစ်တယ်ဆိုတော့ဒီဆောက်လေးကနေဓမ္မနဲ့ပတ်သက်တဲ့အသိပညာတွေအများကြီးတည်ယူရရှိနိုင်ပါတယ်ဒီဆော အုပ်အပေါ်ဗာမေကွန်ထုတ်ခြင်းလဲဆိုတော့ဒီစာအုပ်ကဓမ္မစာအုပ်ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ level နဲ့ကျွန်တော်ရဲ့အနေအထားတွေကတော့မေကွန်ထုတ်ရလောက်အောင်လည်းအဆင်နဲ့မမီပါဘူးမေကွန်လည်းမထုတ်ချင်ပါဘူးအကြောင်းမလို့ဒီစာအုပ်ပေါ်မှာထုတ်ခြင်းလဲမေကွန်မရှိပါဘူးဒီစာအုပ်ကိုဘယ်သူတွေဖတ်တင်တယ်လဲဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ဒီစာအုပ်ကိုပထမဆုံးအနေနဲ့ကတော့ဘုဒ္ဓဘာသာဝင်တိုင်းဖတ်တင်တယ်ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ဘုဒ္ဓဘာသာဝင်တွေမဖြစ်မနေသိထားတဲ့ဓမ္မနဲ့ပတ်သက်တဲ့အသိပညာတွေတရားတော်တွေအများကြီးပါဝင်လို့ဖတ်တယ်ဖတ်ကုန်ဖတ် တင်တယ်နောက်တစ်ချက်ကကျွန်တော်တို့လူသူရဓမ္မဒီပလိုမာဆောင်ပွဲပြောင်းဝင်ပြတဲ့သူတွေလည်းဖတ်တင်တယ်အားကြောင့်ဖတ်တင်တယ်လေဆိုတော့သူရဓမ္မဒီပလိုမာဆောင်ပွဲပွဲဆိုတာကဗမာကချုပ်ဆရာတို့ရေခေါ်ကြတာနဲ့ဟောတရားတော်တွေကိုကျွန်တော်တို့ကပြားတန်းစာအုပ်နဲ့လေ့လာပြီးတော့မှဆောင်ပွဲပွဲဖြစ်ရတာဖြစ်တယ်ဒီစာအုပ်ကဆရာတို့ပြားကြီးခေါ်ကြထားတဲ့တရားတော်တွေထဲကမှတ်သားတင်တဲ့မှတ်သားစရာလေးတွေကိုထုတ်လွှင့်ပြီးတော့မှဒီစာအုပ်ထဲမှာရေးသားထုတ်ဝေထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီအချက်တွေကကျွန်တော်တို့ဆောင်ပွဲအတွက်အများကြီးထောက်ဖို့ ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့လူတုတ္တဓမ္မဒီလိုမှဆောင်ွေးပွဲဝင်ပြင်းမဲ့သူတွေအတွက်လည်းဖတ်တင်တယ်။ဒီဆောင်အုပ်ကိုကိုလတ်စာပေဖြန့်ရရထုတ်ဝေပြီးတော့ဈေးနှုန်းကတော့မြန်မာကျပ်ဝေး8000ကျပ်ဖြစ်ပါတယ်။ထုတ်ဝေသည့်အချိန်ကလူကျက်ညာနဲ့မြန်မာနဲ့ဘယ်လောက်ကြောင်းမှမကောင်းလဲဆိုလို့ရင်စုစုပေါင်း15ချိန်မြောင်ဖြစ်သွားပါပြီ။ထုတ်ဝေသည့်အချိန်15ချိန်မြောင်ဖြစ်သွားပါပြီ။စာမျက်နှာအနေနဲ့ကတော့စုစုပေါင်းစာမျက်နှာ359မျက်နှာပါရှိပါတယ်။နောက်ဆုံးအချို့အပြည့်ပြောရလို့ရှိရင်ဒီစာအုပ်လေးကဗုဒ္ဓဘာသာဝင်နိုင်မဖြစ်မနေဖတ်တင် င်းတဲ့စာအုပ်လေးဖြစ်ပါတယ်။ပတ်တစ်လေဆိုတာထက်ကိုဘယ်သားတော်ရဲ့အိတ်ထဲမှာဆောင်းထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောကြရင်ကျွန်တော်ရဲ့ဒီစာအုပ်လေး review ကိုဒီမှာပဲနေဖို့ချိုးပြရခင်ဗျာ။နောက်ထပ်ဘယ်လိုမျိုးစာအုပ်တွေမို့လဲ review လုပ်စေချင်လဲ comment မှာရေးခဲ့ပေးပါ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးပါခင်ဗျာ။